ကဲမန်စီးတပွဲလာဖို့နှစ်ရက်ပဲလိုတော့တယ်မနေ့ပြန်တည့်ရက်တပတ်ခါဆိုရင်ကျွန်တော်မန်စီးပွဲလာပါပြီကျွန်တော်တို့အဆောင်ကြီးစောင့်နေခဲ့ရတဲ့မန်ချက်စတာစီးပွဲစဉ်ကိုကျွန်တော်ပြန်လည်ကြည့်ရှုရမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်ဘုံမောင်းနဲ့ FA Cup Quarter Final ပွဲစဉ်ဖြစ်ရှင်းပြိုင်ကစားတွားရတော့မှာအဲ့တော့ Premier League ကကြီး6တင်းထဲမှာမန်စီးတင်းမဲ့ကျန်တော့တဲ့ FA Cup မှာ ကျွန်တော်တို့ဒါဘုံမောက်ကိုရှုံးလို့မရပါဘူးပြောမလို့ဒီယာရီမှာရလက်တဲ့အခြေအနေဆိုးရွားနေရင်တောင်ဒါ FA Cup တလုံးတော့ရရဲဆိုတဲ့ဒါအနေထောက်ကိုရဖို့လို့အတွက်ဒီ FA Cup ကိုဟိုရအောင်ကမ်းမှာပေါ့နော်အဲ့တော့ကမ်းမှာလည်းဘုံမောက်ဆိုတော့ကျွန်တော်တို့အများကြီးမျှော်လင့်လို့ရပါတယ်ဘုံမောက်ကကျွန်တော်တို့မက်ဆီဒီနဲ့16ကြိမ်တိတိတွေ့ခဲ့ရမှာနောက်ဆုံးတစ်ကြိမ်မဲ့အနိုင်ရရှိခဲ့တာပါအဲ့ဒါကတော့ကျွန်တော်နိုဝင်ဘာ2ရက်နေ့အာ2024မှာပေါ့နော်ကန်ခဲ့တဲ့မက်ဆီဒီရ ဘုံမောက်ကိုဝေခွင်တွားရောက်ရှင်ပြိုင်ကစားခဲ့ရတဲ့ပွဲမှာဘုံမောက်တင်ကသူ့ဝမ်းဆွေရလနဲ့ကျွန်တော်တို့မန်စီးတင်ကိုအနိုင်ကန်ခဲ့တာပဲဖြစ်တယ်အဲ့တော့မန်စီးတီအတင်းအနေနဲ့တော့တမိုင်းချောင်းအစင်လာတလျှောက်ကတော့မန်စီးတင်ကပဲဘုံမောက်ကိုအတားရရှိခဲ့တာဒါပေမဲ့လက်ရှိအခြေအနေမှာတော့မန်စီးတင်ကရလက်တွေရင်းရိုင်နေတယ်အဲ့တော့အထူးသဖြင့်ဒီလို FA Cup ပွဲမျိုးမှာဂွာဒီယိုလာအနေနဲ့တော့ကျွန်တော်လူထုတ်ပုံတွေကိုစနစ်တကျ glue site ထုတ်ဖို့တော့လိုအပ်လိမ့်မယ်ဘုံမောက်ဆိုတာကအချိန်မရွေးကျွန်တော်တို့မန်စီးတင်ကိုဒီ FA Cup ကနေပြီးတော့မောင်းထုတ်နိုင်နိုင်တဲ့အတင်း ဖြစ်လို့ပါပဲเนาะအဲ့တော့မစီတင်းနေနဲ့ဘုံမောက်တင်းကိုအနိုင်မရစရာအကြောင်းတော့မရှိဘူးအဲ့တော့ဘုံမောက်တင်းဆိုတာလေဒီရလက်တီကောင်းနေတယ်ဆိုတာပရီးမီးယားလိမှာပေါ့နော်ပရီးမီးယားလိမှာရလက်တီကောင်းနေတယ်သူတို့ပရီးမီးယားလိမှာရလက်တီထက်ကောင်းဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ FA ကပ်မှာဆိုလို့ရှိရင်ကစားသမားတွေကိုအကုန်လုံးထုတ်တုံလို့မရဘူးဒါပေမဲ့ဘုံမောက်တီလည်း Man City ကိုနိုင်လို့ရှိရင်သူတို့အတွက်ဒါတမိုင်းတစ်လျှောက် semi final ကိုပထမဆုံးကျင်တက်ရောက်ခွင့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ဘုံမောက်ကို Man City တင်းကိုအနိုင်ရရှိဖို့စူးစမ်းလာမှာဖြစ်တယ်အဲ့တော့ မစည်းတင်းကလည်းကျွန်တော်တို့ဒါသူတို့ရဲ့ဆိုးရွားနေຢာတွေတခုမှာ FA ကရရှိဖို့အတွက်တော့ Guardiola နေနဲ့အတဲတန်စူးစမ်းမှာအဲ့တော့ဒီနှစ်တင်းတွဲဆောင်မှုကတော်တော်လေးကိုကြည်ကောင်းလာလိမ့်မယ်အဲ့တော့ထူးခြားချက်တခုအနေနဲ့ဒီနှစ်တင်းတွဲဆောင်နဲ့16ကြိမ်လုံးမှာတရေပွဲတစ်ပွဲမှမရှိဘူးညာ15ပွဲကိုမန်စီးတင်းကနိုင်ထားတယ် တပွဲတော့ဘုံမောက်တင်ရနိုင်ကြတယ်အဲ့တော့ဒီနေ့မှလည်းတရေပွဲကြဖို့မရှိဘူးပေါ့နော်မန်စီးနိုင်မလားဘုံမောက်နိုင်မလားဒါကိုပဲစောင့်ကြည့်ရမယ်ကျွန်တော်ကတော့မန်စီးဖန်ဖြစ်လို့ပြောတာမဟုတ်ဘူးမန်စီးပဲအနိုင်ရသွားလိမ့်မယ်ဂွာဒီယိုလာမှရွေးချယ်စရာအများကြီးမရှိတော့ဘူးသူဒီယာရီမှာကန်မှာနှစ်ပွဲပဲအဲပြိုင်ပွဲနှစ်ခုပဲရှိတော့တယ်ပေါ့နော်ပရီးမီးယားလိမှာအဆင့်လေးရက်တည်ဖို့ရယ် FA Cup ရရှိဖို့ရယ်အဲ့တော့ FA Cup ရရှိဖို့ဆိုတာကကြီး6တင်းထဲမှာဒါအတင်း ဒီမန်စီတင်းတင်းမဲ့ကြံတော့တဲ့အချိန်မှာကြံတဲ့အတင်းတွေကတော့အစင်ပြောင် ကန်ဘလိုးပြပြအနိုင်ကန်နိုင်တဲ့အကြီးချင်းမန်စီတီမှာရှိတယ်ဂွာရီယိုလာမှာရှိတယ်အဲ့တော့ဂွာရီယိုလာနဲ့လူထုပ်ပုံတွေလူစားလဲပုံတွေကိုတော့ဂယူရိုက်ဆိုက်လုပ်မယ်ဆိုရင်တော့ကျွန်တော်မန်စီတင်းတကြပေါက်တက်ရောက်သွားမှာပါဒန်ရလူစင်းအနေနဲ့တော့အများကြီးမရှိဘူးကျွန်တော်အရင်ဒီဟိုပါဘောနော် တန်ရရနေလူပေါ့အကန်ဂျီတို့အကီတို့ပြီးလို့ရှိရင် အော်စကာဘော့ရိုဒရီဒါလေးလောက်ပဲကျွန်တော်တို့ရှိမယ်အဲ့တော့အရာဆန်လဲကျွန်တော်တို့ဒီတန်ရပြန်လဲပြန်လာနိုင်ပေမဲ့ပေါ့နော်ကျွန်တော်ကျွန်တော်အိုဒီဂါဝက်ပွဲထုတ်လိုက်မယ်ဂွာလီလာဒီဘယ်တော့မှဒီကစားသမားတွေကိုကျွန်တော်တို့အလှည့်ကျတုံးတဲ့စနစ်သုံးတာဖြစ်တဲ့အတွက်အဖေကကအိုဒီဂါတော့ပဲဖြစ်လိမ့်မယ်အဲ့တော့လူစင်းတွေကတော့အများကြီးပြောင်းလဲရှိဖို့မရှိဘူးမက်ဒီပွဲထွက်လာလိမ့်မယ်ကျွန်တော်အရင်အဖေကပုံစံတိုင်းပဲထွက်လာလိမ့်မယ်အဲ့တော့ ျွန်တော်တို့အတွက်ဒီဖလားတလုံးရရှိဖို့အတွက်ပုံမောက်ကိုအနိုင်ခံဖို့ကျွန်တော်တို့ Sunday မှာစောင့်ရပါလိမ့်မယ်ဒီလောက်ကျွန်တော်မင်းစည်းပွဲကြည့်ဖို့လို့အကြာကြီးစောင့်နေခဲ့ရဗျာလို့နော်ကလန်နာမှာတတ်တတ်ကြည့်ပြီးတော့အာဘနေရလူတွေကဘနေရလူတွေဆိုပြီးတော့တွက်နေရဗျာမန်စီးဒင်းလေးလိုက်ဖက်ဖက်ကြည့်နေရတာအဲ့တော့ခုတော့ကျွန်တော်မန်စီးဒင်းပွဲစဉ်ကိုဒါတနင်္ဂနွေနေ့မှာကန်ရတော့မှာပါအဲ့တော့ကျွန်တော်နဲ့အတူစောင့်ကြည့်ကြတာပေါ့ညီကိုတို့နော်အားလုံးကျေးဇူးတင်ပါတယ်ဗျာ